မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လေဟုံစီလဲမြေကြီးတုံမလာနိုင်မင်းအောင်လိုက်သည်၎င်း၏ရွေးကောက်ပွဲအားနိုင်ငံတကာမှထောက်ခံနေသည့်အောင်ပြသနိုင်ရန်ယခုနှစ်အတွင်းလေရင်စီခရီးသည်ကြီးဖြစ်လာနေသည်ဟုသတင်းကောင်းစင်တက်ကရေးသားလာခဲ့သည် စစ်မြေပြင်အခြေအနေကောင်းလာမှုတရုတ်မှရွေးကောက်ပွဲကိုအကြောင်းပြု၍၎င်းအားထောက်ခံလာနိုင်မှုတို့ကြောင့်လက်အောက်ငေးသားများရမ်းမရှရဲတော်ဟုရှုံးကြည်လာခြင်းကြောင့်လူတော်တိုးရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟုနိုင်ငံတကာအကြက်တင်းများလိလာရေးအဖွဲ့မြမအကြီးတာဝန်ခံ Richard Hosey ကတုံ့တက်ပြခဲ့ပါသည်တိုးတော်လည်း၎င်းသွားခဲ့သည့်နိုင်ငံများကတရုတ်ရုရှားဗီလာရုစ်ကာဇက်စတန်တို့ဖြစ်ပြီးထိုနိုင်ငံများကလည်း၎င်းအားငကိုကလေးကထောက်ခံမှုပေးနေကြသောအာဏာရှင်များသာဖြစ်ပြီးထူပီတိုးတက်မလား တိုးတက်မှုဟူ၍မိုဒီနှင့်လက်ဆွဲနှုတ်ဆက်ခဲ့ရသည်သာအမျက်ထွက်ခဲ့သည်သို့သောအိန္ဒိယသို့လာဖို့တော့ဖိတ်ကြားခြင်းမခံခဲ့ရအိန္ဒိယသားမက၎င်းတက်ခဲ့သည်ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SEAW ဖရက်ရှာ၏ဒုတိယကမ္ဘာစစ်အောင်ပွဲခံအခမ်းအနားများသို့ရောက်လာကြသောမြေတီနိုင်ငံကောင်းဆောင်ကများ၎င်းအားအလေအပတ်လာဖို့ဖိတ်ကြားခြင်းမခံခဲ့ရဆော်မင်းထွန်းကတရုတ်ရုရှားကဇက်စတန်သုံးနိုင်ငံစလုံးကရွေးကောက်ပွဲကိုထောက်ခံကြသည်ဟုသာပြောနိုင်ခဲ့သည် ရွှေကောက်ပွဲဆိုသည်ကလည်းအာနာဆိုသည့်အရာတစ်ခုကြောင့်တတိုင်းပြည်လုံးဒုက္ခရောက်နေကြသည်ကိုမသိခြင်းမမြင်ခြင်း၍မရအောင်ဖြစ်လာနေခြင်းတွင်နောက်တမရပဲထိုအာနာကိုပင်ဆက်၍စုခိုင်ထားနိုင်ဖို့တိပအာကိုနှင့်လုံပန်းလာကြခြင်းဖြစ်သည်ယူကရိန်းရှိခရီးသည်တင်မိရထားကိုပင်ရုံနှစ်ပြည်ရဲ့သူပူတင်သည်၎င်းအတွက်တော့အားကိုးခြင်းစရာ ဖြစ်နေသည်မှာလဲစမ်းကျဲလာသည်တော့မဟုတ်ယခုအခါတွင်တော့အခြေအနေပြန်ကောင်းလာနိုင်သည်ဟုယူဆက မြောက်လိုက်မိသားစုထမင်းဝိုင်မှကြလာနိုင်သောအယိုးရင်းများကို မျှော်ကိုရင်းဆမန်ခုတ်ကြသည့်ပွဲကြီးကနေပြည်တော်တွင်အရှိန်အဟုန်ဖြင့်စတင်နေပြီဖြစ်သည်ထို့သောဆမန်ခုတ်ကြမည်သူများသည်တိုင်းပြည်ကြီးငါးပါးသာမကအတန်ငါစင်ပါမှောက်နေသည့်ဖြစ်ရပ်ကိုညီတို့များနောင်တရဟန်မရှိပဲခွေကရမနေ၍မြောက်လိုက်လှမ်းပေါက်ပေးကောင်းပေးလာနိုင်သည့်အယိုးအရင်အာသာငန်းငန်းမျှော်လင့်နေကြဆဲဖြစ်သည်ပြည်သူများအဖို့မှာတနက်ပြပြီးမဲယုံတို့မောင်းသွင်းခံကြရတော်မူဖြစ်၍ လက်မှိုက်ချအန်ချိတ်ခါအမျိုးသားတစ္ဆာဖောင်များ၏လုံခွဲကြီးတွင်ပါဝင်ကြရပေုံမည်။ရက်ခုပွဲကမင်းအောင်လိုင်၏လက်ညှိုးညွန်ရာလူရဖြစ်မိရွေးကောက်ပွဲကြီးတွင်ပါဝင်ရမည်အတွက် အာနာရဖို့ကကျင်းတည်နေပြီဖြစ်သောကြောင့်တိုက်ပွဲကပြင်းထန်နိုင်ပွဲရှိသည်။တသက်လုံးလက်တွဲလာခဲ့သူများအချင်းချင်းမျက်နှာကိုမထောက်နိုင်ကြတော့မင်းအောင်လိုင်ကိုပင် NCA အကောင့်ထဲပို့နိုင်ခဲ့သည့်အတွက်ငြိမ်းချမ်းရေးနိုဘယ်ဆုကိုပင်ပေးတင်ကြောင်းအတိပြောဆိုလာသူပင်ရှိလာခဲ့သည်။ ထိုးထိုးသောသူများကိုလည်းညီသည့်နိုင်ငံကတလီတစားဆက်ဆံကြပြီးအုံမည်နေမေးစရာရှိလာသည်မှာမင်းအောင်လိုက်သည်တက်ကိုစွန့်ပြီးသမရလှုပ်ရဲမည်လို့ဆိုသည်ပင်ဤသည်ကလည်းစစ်တက်ကိုသူ့အနေဖြင့်မိများအထိစိတ်ချရမှုအပေါ်မူတည်နေသည် အာနာရှင်အဖို့တက်ကိုလက်လွတ်လိုက်ရခြင်းသည်အာနာရုပ်ရော့ကြဆင်းသွားခြင်းသာဖြစ်ပေမည်ထို့တွင်ခင်ရီအားငေကျွန်ကြီးသဖွဲ့သမရလှုပ်စီကစစ်တက်မှတဆင့်ကျိုးခိုင်သွားဖို့ကဖြစ်နိုင်ခြင်းများနေသည်ဤသည်ကိုတွတ်ဆမိဟန်ရှိ၍လဲကျန်းဖို့များဥမျိုးနေကြခြင်းဖြစ်သည် ို့တော့၎င်းတို့အဖို့9000စာလူမိုက်များကိုဥဆောင်သွားရမည်ကံကြမ္မာနှင့်အလောင်းအစာလုံးနေကြသည့်အဆင့်တွင်သာရှိနေပေသည်။နောက်တစ်ချက်ကမင်းအောင်လိုက်သည်သူတမနာဖြစ်လာပါကသွားလျာတွင်ကော်ဇော်နီခင်ကအမြောက်21ချက်ပြစ်ဖောက်ဂုံပြူရမည်အရေးတွေးပြီးလက်လွတ်ခံဖို့မရှိဘူးလဲယူဆရသည်။ထိုအရေးကိုကပြက်ကရက်လောက်ကြမိခိုင်းကိုအပီအပိုင်ရှင်းလင်းနိုင်ရန်စစ်ဖို့ကြုံများကိုပတ်စိုးဝစ်ပြီးလွှတ်လိုက်ခြင်းလည်းဖြစ်နိုင်သည်။ဤသည့်အကြောင်းကြောင့်နှင့်ဖြစ်စေတိုင်းပြည်ရနာကတ်သည်ရှေးလျှောက်ဆုံးဆုံးမြို့ဖို့သာရှိပေသည်။ ဦးတန်းထေးအီမင်ကွန်တွင်ဥက္ကဋ္ဌအဖြစ်နှုတ်ထွက်ရသည့်အကြောင်းရင်းများတည်းမှာ2020ရွေးကောက်ပွဲအောင်နိုင်အောင်ဦးဆောင်မှုမပေးနိုင်ခဲ့ခြင်းကြောင့်ဟုပါဝင်နေရ၎င်းအနေဖြင့်အဆိုပါရွေးကောက်ပွဲသည်မင်းမတမမှုများရှိသည့်ဆိုသောမင်းအောင်လှိုင်၏အကြောင်းပြချက်ကိုလက်မခံဆိုသည်ကိုတွေ့ဝိုက်ပြောဆိုသွားခြင်းပင်ဖြစ်သည်ထို့ပြင်ပါတီဝင်2000ကျော်အသက်ခံရမှုအတွက်လည်းထိရောက်စွာအခအကွက်မပေးနိုင်ခြင်းကြောင့်ဖြစ်သည်ဟုဆိုသည်။ဦးတန်းထိပ်ဤစကားများသည့်ညီသူကိုရည်ညွှန်းကြောင်းအတိုင်းသားပေါ်လွင်နေပေသည်။ ယခုရွေးကောက်ပွဲတွင်လည်းမက်ဆီများအကြီးအကျယ်မှားနေပြီဟုဘူးလလဆွေကထုတ်ပြောလာသည်မြောင်လိုက်အဖို့ကရွေးကောက်ပွဲအတူဖြင့်တမရဖြစ်လာစေကမူလူလူကိုပုံချဲတက်ဖြက်အာနာလူစစ်ဘိုလ်ချုပ်တအုပ်အဖြစ်သာတမိုင်းတွင်ကြံရစ်ပေတော်မူညူယောက်တွင်စက်တင်ဘာ30ရက်ကဖြစ်လုခဲ့သောရိုဟင်ဂျာအရေးအစစ်မြင့်အစိုးရကိုယ်စားလှယ်များဆွေးနွေးပွဲတွင်တက်ရောက်လာသူအလုံးကစစ်အုပ်စုအားပြင်းပြင်းထန်ထန်ပစ်တင်ရှုံချသွားကြသည်တမ်မကြီးဦးကျော်မိုးထွန်းကလည်း နိုင်ငံ၏ငြိမ်းချမ်းရေးလုံခြုံရေးကိုဖျက်ဆီးခဲ့သည့်အဓိကလက်သည်သည်စေအုပ်စုသားဖြစ်ကြောင်းအချက်လက်များနှင့်ရှင်းပြသွားသည်အဆိုပါစည်းဝေးသည်စေအုပ်စုလုံးမဲ့ရွေးကောက်ပွဲဖြင့်အတိမတ်ပြုခံရရည်အတွက်တိုင်းတာ၍ရသည့်ဗရားတိုင်းကြီးလေးဖြစ်လာခဲ့ပေသည် ရှခုအခါခိုကေးဆက်တောင်တန်းကြီးပဲရှိဂျော်ဂျီယာနိုင်ငံပြည်သူများသည့်၎င်းတို့လက်ထဲကအာနာကိုရွေးကောက်ပွဲဆိုကလိမ့်လေလှည့်ပြသွားသောရုရှားဩစာခံအစိုးရစီမှအတူရောအရင်ရော ပြန်လည်ရယူနိုင်ရန်မြို့တော်တဘီလီစီရှိသမရနန်းတော်ရှိစုဝေးရောက်ရှိလာနေကြပြီဖြစ်သည်ပြည်သူတို့ဤတရားတော်စစ်မုတ်ချအောင်ရမည်ဆက်လက်ပြီးစစ်ကောင်စီကကြောင်မဲမြို့ထိန်ချုပ်အပြီးတုံးရက်အကြာမှာမြို့နယ်ကိုဖုံးကျဲတိုက်ခိုက်ရွေးခေါ်ရွာကိုဘုံအလုံး20ကျော် ြဲချတိုက်ခိုက်လို့အယက်သားနှစ်ဦးသေဆုံးပြီးဆယ်ဦးထပ်မံတန်းရရတဲ့ဆွဲတဲ့ရင်ကိုထင်းဆက်ပြီးတော့မှာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်ကိုစစ်ကောင်စီတပ်ကထိန်းချုပ်ပြီးသုံးရက်အကြာမှာမြို့နယ်ကလွဲခေါ်ချင်းရွာနဲ့အနီးဝန်းကျင်နေရာတွေကိုဝိုင်းတွဲလျင်နဲ့ဘုံအလုံး20ကျော်ကြဲချတိုက်ခိုက်လို့အယက်သားနှစ်ဦးသေဆုံးပြီးဆယ်ဦးထပ်မံတန်းရရရှိခဲ့တယ်လို့အဲဒီမျိုးကန်တွေကပြောပါတယ်။စစ်ကောင်စီဟာကြောင်မဲမြို့နယ်မှာတိုက်ပွဲဖြစ်ပွားတာမှရှိပဲဒီနေ့အောက်တိုဘာ9ရက်ညနေ6:00နာရီခန့်မှာဘုံကျဲတာလို့ကြောင်မဲမြို့ကန်တအူးကပြောပါတယ် ရှောင်ဖို့မတက်နိုင်သူတွေရွာထဲမှာကြံနေတာလေဒီနေ့ညဝိုင်းတွဲကျဲတာနှစ်ယောက်ဆုံးတာဟုတ်တယ်ဒံယာတွေလည်းညားတယ်ဘုံသာဆက်ကျဲနေမယ်ဆိုရင်အတော်လေးစိုးရင်ရတယ်လို့အဲ့ဒီဒေတာကန်ကပြောပါတယ်ကျောင်းမင်းမျိုးနဲ့နောင်ပိန်တိုက်နယ်ကိုစစ်ကောင်စီကလေးချောင်းအခုညီနဲ့စစ်ချောင်းထုတ်ခဲ့ပြီးစက်တင်ဘာနောက်ပိုင်းမှာပြန်လည်ထိန်းချုပ်ပြီးနောက်ကျောင်းမင်းမျိုးကိုလည်းအောက်တိုဘာနှစ်ရက်မှာပြန်လည်ထိန်းချုပ်ခဲ့တာပါ တိုက်ပွဲဖြစ်နေတာမရှိပေမဲ့လေကြောင်းနဲ့လက်နက်ကြီးဖြစ်ခတ်မှုတွေဆက်ရှိနေတယ်လို့ဒေသခံတွေကအမြန်ပြန်လာကြဖို့နဲ့အကြောင်းပြချက်မရှိပေနေရက်ပြန်လာတဲ့သူတွေရဲ့နေအိမ်တွေကိုချိတ်ပိတ်မယ်လို့ချိန်ကြောက်ထားတယ်လို့သိရပါတယ်။ကြောင်မင်းမျိုးကိုပြန်ထိန်းချုပ်ပြီးနောက် TNL ထိန်းချုပ်ထားတဲ့ကျန်တဲ့မျိုးနယ်တွေကိုလည်းဆက်ပြီးတိုက်ခိုက်မယ်လို့စစ်ကောင်စီဝါဒဖြန့်ချီရေးလူမှုကွန်ရက်စာမျက်နှာတွေကနေရေးသားနေကြပြီးမျိုးတွေကိုလည်းစစ်ကောင်စီကလေကြောင်းကနေပုံကျင်နေပါတယ်။အောက်တိုဘာ၁ရက်ကနေဒီနေ့အောက်တိုဘာ၅ရက်အထိ မိုးကုတ်နံပါတ်2မန်တုံနန်းဆန်ဒီဘုံမျိုးတွေကိုစစ်ကောင်စီကဘုံကျဲလို့အယက်သားထိခိုက်တေဆုံမှုတွေရှိနေပါတယ်စစ်ကောင်စီတက်ဟောင်းတော်လိုင်းရေးအင်အားစုတွေထိန်းချုပ်ထားတဲ့မျိုးတွေကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်အယက်သားပြည်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းလက်နက်ကြီးနဲ့ drone တွေအသုံးပြုပြီးစစ်ရာဇဝတ်မှုကျူးလွန်နေတယ်လို့ DNL ကအောက်တိုဘာ2ရက်မှာထုတ်ပြန်ကြပါတယ် တောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် DNL ဟာ2023အောက်တိုဘာ29ရက်ကစတင်ခဲ့တဲ့2029စစ်စင်ရည်နဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းကကြောင်မဲမျိုး၊တီဘော၊နန်းစံ၊မိုင်းလုံ၊မိုးမိတ်၊မန်တုံ၊နမတူ၊ကိုခိုင်၊နောင်ချိုနှန့်ခမ်း၊မိုင်းငုံမျိုးနဲ့မန္တလေးတိုင်းကမိုးကုံးမျိုးတို့ကိုသိမ်းယူခဲ့တာပါ2025ခုနှစ်လပိုင်းမှာစစ်ကောင်စီကပြန်ပြီးစစ်ကြောင်းထိုးလို့ပြီးခဲ့တဲ့ဇူလိုင်မှာနောင်ချိုမျိုးကို DNL ကလက်လွတ်ဆုံးရှုံးခဲ့ပါတယ်အခုအခါကြောင်မဲမျိုးကိုလည်းထပ်မံလက်လွတ်လိုက်ရပြန်ပါတယ် ဆက်လက်ပြီးနေရီကံပြူဟာစခန်ဖိတ်ဆို့ခံထားရ၍စစ်ကော်မရှင်တပ်ကအနီးအနားကျေးရွာများကိုမိရှို့ပြီးလေကြောင်းမှအပြင်းထန်တိုက်ခိုက်နေပြီးတိုက်ပွဲများပြင်းထန်နေတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။မကွေတိုင်းငဖိမြို့နယ်နေရီကံပြူဟာစခန်ဖိတ်ဆို့တိုက်ခိုက်ခံရတဲ့အတွက်စစ်ကော်မရှင်ကစခန်အနီးကျေးရွာအချို့ကိုမိရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ ကုတ်ကြီးထောက်ဖို့စခန်းကိုအရကတက်တော် AA ကသိမ်းယူပြီးနေရီကန်စခန်းကိုပါပိတ်ဆို့ထားသည့်အတွက်စစ်ကော်မရှင်တပ်ကကုတ်ကြီးအနီးရှိမြေလက်ရွာကိုပြီးခဲ့တဲ့အောက်တိုဘာ3ရက်နေ့ကမိရှို့ဖျက်ဆီးခဲ့ကြောင်းဒေတာရင်းသတင်းရှင်းမြစ်ကပြောပါတယ်။ကုတ်ကြီးစခန်းသိမ်းခံရပြီးနေရီကန်စခန်းပါပိတ်ဆို့ခံထားရတော့လေရင်နဲ့စက်တိုက်ဖုံးချဲတဲ့ဒရုန်းဖုံးတွေလည်းအကြိုက်သုံးပြီးစစ်တပ်ကခုခံနေတယ်ဟုဗရန်စစ်ရေးသတင်းရှင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။ထို့ပြင် ယနေ့အောက်တိုဘာ9ရက်အထိခုတ်ကြီးချေးရွာအနီးတစ်ဝိုက်တွင်တိုက်ပွဲအပြင်းထန်ဖြစ်ပွားလျက်ရှိပြီးပြီးခဲ့တဲ့အောက်တိုဘာ1ရက်နေ့နဲ့အောက်တိုဘာ2ရက်နေ့တို့တွင်နိုင်ရကန်အနီး၌စစ်ကော်မရှင်နှင့် AA ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါသည်စစ်ကော်မရှင်ကခုတ်ကြီးနောက်ရွာပတ်စီဘဘဲချေးရွာများကိုလေကြောင်းမှဘုံအလုံးကြီး90ခန်းဖြင့်နေ့စဉ်တိုက်ခတ်လျက်ရှိကြောင်းသတင်းရင်းမြစ်များထံမှသိရပါသည် နိုင်ရခံလီချောင်းခောက်ခွေရေးတက်စကန်ကိုစစ်ကော်မရှင်ကအမှတ်905အမြောက်စကန်ကိုကဲမှုဌာနချုပ်မာဆာခ905မှနေ၍စစ်သုံးကားကြီးအင်အားအပြည့်ဖြင့်စစ်ရင်တန်းများစွာကိုအင်အားဖြည့်နေပြီးအမှတ်18စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ18လက်အောက်ခံတရင်များဖြင့်လည်းတန့်ဖြတ်ထားကြောင်းသိရပါသည်စစ်ကော်မရှင်ကအမ်းမြူနယ်ကိုလက်လွတ်လိုက်ရပြီးနောက်အေအေတပ်ဖွဲ့ဝင်များသည်အမ်ဗရန်လန်ပိုင်းကိုစိုးမိုးမှုရယူနိုင်ရန်ကြိုးစားခဲ့ပြီးစစ်ကော်မရှင်၏ကာကင်းစခန်းများကိုသိမ်းယူနိုင်ခဲ့သည် စစ်ကော်မရှင်ကဗဒန်းတက်နေရှိအကြီးဆုံးနှရေကန်စခန်းကိုကာခွေရန်အားထုတ်နေရပြီးတာလွန်အင်အားနှင့်လေကြောင်းပစ်ကူများပါအသုံးပြုနေရခြင်းဖြစ်သည်။